တပည့်ရံမျိုးထဲမှာနေတယ်ဆရာသမားကိုယ်တိုင်မတူတူပြီးတောင်းမနေရတဲ့နှစ်ထုတ်ခံရတဲ့အဆင့်ကြီးပဲဗျာ။ဒါလည်းတပည့်တော်ကငါတနေရာတော့ငါရောက်အောင်တော့အလုံးမှာဒါမှငါနော်ငါဆောင်နေပဲငါဘလို့ပဲဖြစ်ဖြစ်ငါလုံးဆောင်နေပဲဆိုတော့ဆက်ပြီးတော့လဲတောင်းတနေရဒီခါလည်းပေါ့ဗျာဒီရုပ်တံဖာပြတဲ့ပုံနဲ့ပတ်သက်လို့နောက်ပဲမှာဆက်ဆက်နေတဲ့ဖရဲတီးတွေအသားထဲကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပေးအေးရမှာကိုကျွန်တော်ပြည်သူတွေကမျှော်လင့်ပါတယ်အသားထဲကလောက်တွေကိုဖော်ထုတ်ဖို့ရှင်းလင်းဖို့ ဟယ်လိုချရတဲ့မိဘပြည်သူညကိုမွန်မာများအားလုံးပဲမင်္ဂလာပါ News Pitch Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရတယ်။2025ခုနှစ်ဇွန်လ16နေ့ဗိုလ်ထုတ်နေ့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာကျွန်တော်တို့နောက်ဆုံးရရှိထားတဲ့တော်လန်တရင်ထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရတယ်။ကျွန်တော်တို့ဒီနေ့ညမှာဆွန်တော့တော်လန်ရဲဘော်တွေကနေပြန်မပါပါနော်။စစ်ကောင်စီတွေကိုချက်ဖြတ်တက်ခဲ့ပြီးတော့မှအောင်ပွဲတရင်တွေရရှိထားတဲ့ဟာတွေရဲ့ဘိုးမချင်းချင်းအယုတ်ခိုက်နေတဲ့ဘွဲတွေလည်းကြည့်ရှုရမှာပဲဖြစ်ပါရတယ်။အယုံဆုံးအနေနဲ့ကျွန်တော်တို့ခရိုင်းလိုပဲတော်လန်တရင်တို့လေးတွေချက်လဲရအောင်နော်။ပထမဆုံး ွန်သတင်းတပိုးအနေနဲ့ကတော့စကိုင်းတိုင်းချောင်းမြို့နယ်မှာဆိုးဆူရဲ့အင်စီကားတစ်စီးကိုပြခတ်တိုက်ခိုက်ခဲ့လို့တုံးပွင့်ဘူတဝက်ပါဝင်တုံးဦးတေဆုံးပြီးတော့မလင်းနဲ့ခဲန်းတွေတင်းဆဲရမိခဲ့တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။အင်စီကားနဲ့မိုးရမြို့ထဲသွားတာအဲ့ဒီအချိန်မှာပြခတ်တိုက်ခိုက်ခဲ့တာပါ။ဝင်းထန်းကားကတော့ပါလာတယ်။အဲ့ဒီကပြားထဲမှာတုံးပွင့်ကြီးဆိုပြီးတော့မှရေးထားတယ်။တကောင်ဆေးုံပို့တယ်၊တကောင်လွတ်တယ်၊ဖန်းစီရရှိမှုမရှိလိုက်ဘူး။ညဆိုတော့မုံပြီးတော့မှပုံအောင်နေတာဆိုတော့မမြင်တွေ့နေတာဗျ။အပြန်လန်ပြခတ်မှုရှိခဲ့တယ်ဆိုပြီးတော့မှ Brave Heart Army Beach ရဲ့တောင်ရှိသူကနေပြီးတော့မှဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်။ စစ်သားတွေထားနေပြီးတော့ဖုန်းသုံးလုံးကိုလည်းတင်ဆက်မိခဲ့ပြီးတော့သူတို့စီးနှင်းခဲ့တဲ့အိမ်စီးကားကိုလည်းမိရှုဖြစ်စီးခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာပေါဝင်ခဲ့တဲ့ကျွန်တော်တို့ရဲဘော်တွေကပေါ့နော်အထူးခိုက်မှုရှိပဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထပ်လောင်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေညအချိန်မှာတော်ကြီးဒီလိုမျိုးအပြင်ထွက်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေနေစစ်မှုတွေလွတ်ဆောင်နေတဲ့အချိန်မှာပဲတော်လန်ရဲဘော်တွေကလည်းပြန်မအပြည့်ရှင်းဖို့စူးစမ်းခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ကျောက်ပြူမျိုးနဲ့အတွင်းဖြစ်ပေါ်နေတဲ့တိုက်ပွဲမှာမြို့ပေါ်တရင်တွေနဲ့လေးစိနီးထီလက်နေကြီးတွေကြောက်ရောက်ပေါက်ကွက်တွေထိနီးကလာလို့စစ်ကောင်စီကလုံခြုံရေးတုံ့ပြန်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ငါလပွေးစိတ်ကန်းကနေပြည်မစစ်တင်ဘောတွေနဲ့အင်အားရချီပိုးခဲ့တယ်ပြောပါတယ်။ က်နေကြီးပြခမှုတွေကလေးစင်းတဲ့ကြောက်ဖြူမျိုးပေါ်တိုင်ရင်တွေထဲထီကြလို့စစ်တပ်ကလုံချွေးတို့မြင့်နေတာပါဆူပရမရဟန်တရေမြေကနေပြမပြောဆိုထားတာဖြစ်ပါတယ်။ဇွန်လ16ရက်နေ့မှာဆိုတော့အရခတ်တော်ကပြခခဲ့တဲ့လက်နေကြီးကြီးတွေအရဆိုရင်ကြောက်ဖြူမျိုးခလာရ34တိုင်ရင်တွေကြောက်ပေါ်ကွဲခဲ့ပြမထိခိုက်မှုတွေလည်းရှိတယ်လို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျွန်တော်အားလုံးကြားထားတဲ့အချိန်ပဲခုဆိုရင်တိုင်ရင်လိုက်အေထံမှာလက်နေချအညံ့ခမှုတွေလည်းရှိတာဖြစ်တယ်လို့တပ်ဖက်ကနေပြမဘုံမိုက်ခွကအစ်စ်တော်မရတဲ့ပေါ့နော်ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအခုဆိုရင်ပြန်ပြီးတော့မှ ူတို့ရဲ့မိခင်တရားတွေနဲ့စစ်တွေမှုရရှိပြီးပြီဆိုပြီးမှပြောင်းလဲခြင်းထက်ပြောဆိုနေတာကိုလည်းအားလုံးကြားထားတာပဲဖြစ်ပါတယ်။ကြည့်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့အမှတ်35လုံချုံရဲ့ရဲတပ်ဖွဲ့ခွဲကသူတို့ဒီတရွတ်မှာဖြစ်ဖြစ်နေတဲ့ရဲကြောင်းရော်တွေကိုပြန်ပြတော့မှဝန်ခံပြောကြားထားတဲ့အလေးနဲ့စချင်ပါတယ်။သူတို့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာပြတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ကျွန်တော်ကမိတိလာအမှတ်35လုံချုံရဲ့ရဲတပ်ဖွဲ့ခွဲကရဲတပ်ဖွဲ့ဝင်တဦးပါ။ကျွန်တော်တို့တက်ကရဲ၄ကို၁၃ညယာယီတက်ဖွဲ့ခွဲမှု ဒုတိယရဲမှုကြီးအောင်မြင့်မြတ်ရဲ့လက်စားမှုတပ်ဖွဲ့ဝင်တွေအပေါ်ခွဲခြားဆက်ဆံမှုတွေကိုဒေါနာတီဗီကတစဉ်အများသိအောင်ချပြပေးပါလို့ကျွန်တော်တောင်းဆိုပါရစေ။ကျွန်တော်တို့တပ်ကို2024ခုနှစ်ရှစ်လပိုင်းမှာတရင်မူဒုတိယရဲမှုကြီးအောင်မြင့်မြတ်ပြောင်းလာခဲ့ပါတယ်။ပြောင်းလာကားသားမှာပဲတပ်အတွက်လိုအပ်တဲ့အရာမှန်သမျှကိုအကုန်ကောက်အောင်ပြုလုပ်ပေးခဲ့ပါတယ်။ဒီအပြင်တလားတခါပြုတ်လို့တဲ့ဒါပါအစီအဝေးမှာလဲဆန်စီဖင်းဖင်းရွက်စတာတွေကိုထောက်ပံ့ပေးပါတယ်။ဒါတွေကြောင့်ကျွန်တော်တို့တည်ရင်မှုကောင်းတယ်ဆိုပြီး ဝမ်းသာလို့မဆုံးဘူးသူ့ရဲ့လက်စားမှုတွေကိုဖုံးဖို့တက်ကိုကောင်းအောင်လှုပ်ပေးနေတယ်ဆိုတာကိုကျွန်တော်တို့နောက်မှသိလိုက်ရပါတယ်ကျွန်တော်တို့တက်မှာကျက်တက်ဆုံးညနိုသူချုံညိုလူမန်းလေးနာပါဆိုပြီးခလေးဂိတ်ရှိပါတယ်ဂိတ်တွေကိုအရင်ကရဲဘော်တယောက်ကို3လတစ်ခါ2လတစ်ခါအလဲကျသွားရပါတယ်အခုနောက်ပိုင်းမှာတရင်မှုကိုပတ်စံပေးနိုင်တဲ့သူကသွားရပါတယ်ကျွန်တော်တို့တက်မှာပတ်စံအရာဆုံးဂိတ်ကကျက်တက်ဆုံးဂိတ်ပါကျက်တက်ဆုံး15ရက်တက်ရရင်ရဲဘော်တယောက်ကို30အနည်းဆုံးရပါတယ် အဲ့ဒီအရာဆုံးကြက်တက်ဆောင်ဂိတ်ကိုလည်းတရင်မှုရဲ့လက်သက်မွေတပည့်အဓိကရဲတပ်သားဖြူလေးမျိုးမင်းတို့ဆိုအဲ့ဂိတ်ကပြန်ရတယ်ကိုမရှိပါဘူး။ဘာလို့ဆိုသူတို့ရတဲ့သုံးပုံနှစ်ပုံကိုတရင်မှုကိုပေးနေလိုပါပဲ။အဲ့ဒီလိုပေးနိုင်တဲ့ရဲတပ်သားဖြူလေးမျိုးမင်းတို့ဆိုတပ်ဖွဲ့ဝင်တယောက်ထမ်းဆောင်ရမယ့်တာဝန်တွေလည်းဘာတကူမှမလုပ်ရပါဘူး။ဒါအပြင်ဂိတ်ကိုပတ်စံပေးထားတယ်ဆိုပြီးဂိတ်လည်းမထိုင်တပ်မှလည်းမနေဘသူခွင့်ပြုချက်မှမယူပဲကားတစ်စီးနဲ့လေပတ်လျှောက်သွားနေကြပါလိမ့်။ ကျွန်တော်တို့ဘာပတ်ဆံမှမပေးတဲ့ကောင်းနေကြတော့ခင်းလည်းမပေးဂိတ်လည်းကိုယ်လည်းရောက်တာတော့ပယင်းမှုအသေးဝင်နေနဲ့ရဲတပ်သားစုဆောင်းနိုင်တဲ့သူတွေကပဲခိတ်သွားလိုက်နောက်တန်းမှ15ရက်လောက်အရောင်ပြလိုက်နဲ့အစီပြေနေကြတာကျွန်တော်တို့ကငတ်တလေပြတ်တလေပါပဲပုံမှန်တယင်းမှုတယောက်ရဲ့ဝင်ငွေက9သိန်းကျော်ပါဒါပေမဲ့သူ့ရဲ့ဝင်ငွေကတစ်လသိန်း100ကျော်အထက်မှာပါပဲကျွန်တော်တို့ဂိတ်တွေက15ရက်တစ်ခါချိန်ပါလေအဲ့ဒီ15ရက်တစ်ခါမှာသူ့အတွက်တယင်းမှုကြီးဆိုပြီးကြွတ်တက်ဆုံဆိုစေသိန်းမန္တလေးနာပေါက်လည်းစေသိန်း ညနိုးသူ3သိန်းထွန်းညိုလူ2သိန်းဆိုပြီး15ရက်တခါပေးစားပါတယ်။ဒါအပြင်တရင်မူလက်သက်မူတွေကတယောက်ကိုသူတို့ရတဲ့အထက်က3ပုံ2ပုံပေးရပါတယ်။နောက်ပြီးသူအခုလက်ရှိထိုင်နေတဲ့မုံရောင်မှာလည်းထုံနီးသူပဲပေးစားပါတယ်။မုံရောင်မှာလည်းဂိတ်နှစ်ဂိတ်ရှိပါတယ်။မအူကဲ3000ချွန်းဂိတ်ဆိုပြီးပါအမှလည်းသူ့ကိုပတ်ဆက်ပေးနိုင်တဲ့ကောင်ကပတ်ဆက်အရာဆုံး3000ချုံကိုသွားရပြီပတ်ဆက်မပေးနိုင်တဲ့ကောင်ကဂီမေဆောင်ရတဲ့မအူဂိတ်ကိုသွားရပါတယ်အခုကျွန်တော်တို့တက်မှာဘယ်သူဘယ်လိုမှန်လဲမဆုံးဖြတ်ဘူး ဘသူကဘလောက်ပေးနိုင်လဲဆိုတာနဲ့ပဲအရာရာကိုဆုံးဖြတ်ပါတယ်။သူလက်စားတဲ့အရာကိုဖုံးလို့ရအောင်သူ့ရဲ့အမျိုးသမီးဒေါ်ဝင်းစုစုဆန်ကတက်မှလိုအပ်တာတွေကိုနောက်ကလိုက်ထောက်ပံ့ပေးပါတယ်။ဒါလည်းထောက်ပံ့နေတာဆိုရင်တက်သေးကအမျိုးသမီးတွေကိုဆိုလဲကျွဲလို့နွားလို့ခိုင်းသူ့အိမ်မှာဆိုလဲအခမဲ့အိမ်ပေါ်တွေအများကြီးထားထားပါတယ်။သူတို့ဆိုကိုယ့်အိမ်မှာကိုမနေရပဲသူ့အိမ်မှာပဲခမင်းချက်အဝိရှော်နဲ့နေနေရပါတယ်။သူ့အိမ်မှာအလုံးမလုံးပေးတဲ့သူတွေဆိုလဲမကြည့်တော့ပဲ။ဘာလို့လို့မျက်စိတောက်ထောက်ကြည့်ပါတယ်။ အမားလေးလုံးမိပြီဆိုတာနဲ့တက်ထဲမှာသူ့ကျစ်သုံးနေကြဘားရပြန်ဖတ်ထိတ်ဆိုပြီးခိုင်းပါလေဘားရပြန်ဆိုတာဘားနှလုံးစာအလျားအနံအကျဲအဝင်းကိုမျက်ပေါက်ခိုင်းတာပါဒါကိုလည်းအပြစ်ပေးခံရတဲ့တပ်ဖွဲ့ဝင်အမျိုးသမီးကိုတယောက်တည်းလုခိုင်းတာပါဘသူမှကူညီခွင့်လည်းမရှိပါဘူးဘာမှမလုပ်လဲအဲ့ဒီဘားရပြန်နဲ့ပဲချင်းချောက်ပါလေချင်းချောက်တဲ့အတိုင်းလည်းတကယ်လုခိုင်းပါလေနောက်တန်းမှာဌာနချုပ်တက်ခွေမှု 2IC အစစ်အစစ်အကြီးအကဲတွေရှိပေမဲ့လည်းတရင်မှုကတော့ဒေါ်ဝေးစွစွဆန်ကသာ ျွန်တော်တို့တပ်ဖွဲ့ဝင်တွေခြေတန်းသွားခိတ်သွားနောက်တန်းမှနေဖို့ကိုဆုံးဖြတ်ပေးပါတယ်ကျွန်တော်တို့အကြေအကဲဌာနချုပ်တက်ခွဲမှု TRC တို့ကိုတော့ကျွန်တော်တို့မကြောက်ရပဲတရင်မှုကတော့ကိုသာကြောက်နေရပါတယ်တကယ်ဆိုတရင်မှုကတော့ဆိုတာတရင်မှုနဲ့ရလို့သာကတော့ဖြစ်လာတာပါကိုနေရာနဲ့ကိုနေသင့်တယ်လို့လည်းကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ခံစားရသမျှကိုဘသူကမှပြောခွင့်မရှိပါဘူးသူ့ထက်ကြီးတဲ့လူကြီးကိုတိုင်ရင်လဲကျွန်တော်တို့တည်တွင်ကျွန်တော်တို့တူးတယ်လို့ပါပဲဒါကြောင့်ဒီအစီအစဉ်လေးကနေကျွန်တော်တို့တွေနိုင်ထက်စီရင်ပြုလုပ်ခံရတာတွေကို အများသိအောင်ပြောပြပေးပါလို့အနုညွတ်တောင်းဆိုပါတယ်ခင်ဗျာလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာရဲတပ်ဖွဲ့ဝင်တွေနဲ့ရဲမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေနဲ့ရဲမိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ အခုဒီမှာကျွန်တော်တို့ကြားတဲ့တံပဲပေါ့နော်စစ်ကောင်စီရဲ့အမှတ်35လုံချွင်းရဲတပ်ဖွဲ့တရင်မှုကတော်တို့လင်မြားဆိုတော့တော်တော်လေးတောင်းကြံပြတော့မှဟုဆိုရင်သူတို့ဒီတရင် မိသားစုနေပေါ်မှာဖိနေချိုးချမ်းမှုတွေစတိုက်ဆိုလို့လုံးဆောင်နေတဲ့ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားသိရတာပဲဖြစ်ပါတယ်။သူရဲ့လက်အောက်ကလက်ကင်တို့တွေအားဆိုတော့ဒီဂေချီတွေထိုင်ပြီးတော့မှပါနော်။တလကိုအ ਨੇ ဆုံးတင်းပြန်ပြီးပါလောက်ရှာနေတယ်ဆိုကြတဲ့ဟိုဟာဒီကောင်တွေဘယ်လောက်ထိနင်းနေနော်နော်ရနေလဲဆိုတာကိုကျွန်တော်တို့ထပ်ပြီးတော့မှတွေးနေရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားဆိုတော့ကျွန်တော်တို့ပြည်သူတွေစီကနေပြီးတော့မှအတင်းအဓမ္မငွေကြေးခေါက်ခဏရဲပြီးတော့မှချင်းချောက်မှုတွေစတိုက်ဆိုလို့လုံးဆောင်နေတဲ့ဖွဲ့တွေဖြစ်တော့မလို့မြို့ပပြည်သူတွေအနေနဲ့ခုကြတဲ့အခါကျွန်တော်တို့အဲ့လိုမျိုးအုပ်စုတွေကိုတရင်ချက်လက်ရတယ်ဆိုတော့နေဆက်ရတစ်ဆိုင်ရတော်လိုင်းတပ်ဖွဲ့ဝင်တွေစီ ီမှာအများဆုံးပြဖို့တင်နေတာပဲဖြစ်ပါတယ်။ဒါ့အပြင်တတွင်းမှာမတရားဖိနှိပ်မှုတွေကိုခံရတဲ့တမိသားဆိုနေနေလဲကိုယ့်ရဲ့အကြောင်းအရာစတိုရီတွေကိုကျတို့တော်လန်တက်ဖို့မနေစီမှာပြဖို့ရင်းနဲ့ပေါ့နော်။အများဆုံးလင်းဝင်တင်နေပြီဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှတတိပေးပြောလိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘုံမပြောင်းကြနေပြီးတော့မှအခုတလောကျွန်တော်တို့အီရန်နဲ့အစ္စရေးပြည်ပခရေးခင်းတဲ့ပတ်သက်ပြီးတော့မှဘုံမရုပ်ကိုက်လေးတွေဘယ်ဘက်ကိုအလေးတားနေလဲဆိုတာကိုပြောဆိုထားတဲ့အရာလေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီဆီးရီးယားမှာရှိတဲ့အီရန်တန်ယုံကို အစ္စရေးကဘုံကျဲလိုက်တဲ့အတွက်ကြောင့်မလို့အီရန်နိုင်ငံရဲ့ဒီအရာရှိတယောက်နော်အရေးကြီးတဲ့အရာရှိတယောက်တိတ်ဆုံးသွားတယ်ဘုံကျဲထဲမှာပါသွားတယ်အဲ့တော့ကြောင့်မလို့အီရန်အနေနဲ့ကအဲဘယ်လိုခေါ်မလဲဆိုတော့သူ့တန်ယုံကိုဘုံကျဲတန်ယုံဆိုတာမြန်မာနိုင်ငံရဲ့နိုင်ငံအသေးစားလေးပဲနော်အဲ့ဒီမှာရှိနေတဲ့တန်ယုံကိုဘုံကျဲလိုက်ပြီဆိုတော့ဒါတပည့်ကရန်စတာဖြစ်တယ်ရန်စအတွက်ကြောင့်မလို့အီရန်အနေနဲ့ကပြန်ပြီးတော့ drone နဲ့ပြန်ပြီးတော့ဗောနော drone နဲ့ပြန်ပြီးတော့အစ္စရေးကိုတိုက်ခိုက်ခဲ့တယ်အဲဒီဖြစ်ရက်ကတော့ရှိခဲ့တယ် အဲ့တော့ဒီနေရာမှာစကြည့်မယ်ဆိုရင် Israel ကအီရန်ကိုစတိုက်တာလားအီရန်ကအစ္စရေးကိုစတိုက်တာလားဆိုတော့ငင်းကုန်ကြဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့တန်ယုံကိုဘုံကျဲပြီဆိုတော့ဒါအစ္စရေးကပြန်တိုက်တယ်ပေါ့အဲဘယ်ကောင်လဲအီရန်ကအစ္စရေးကိုပြန်တိုက်တယ်ဆိုတာကကြိုးကြောင်းစီကြော်လို့ကျွန်တော်ကတော့အဲတတ်မှတ်လို့မရသေးတာတော့ဘယ်သူမှမမားဘူးလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒါပေမဲ့အခုဒါပြည့်ရက်နှစ်ကတော့ပြီးသွားပြီပေါ့အခုလက်ရှိအချိန်မှာတော့အစ္စရေးကစပြီးတော့တိုက်တိုက်ခိုက်ခဲ့တယ်ဒါအနိုင်ကျင့်တာလို့ပဲကျွန်တော်တတ်မှတ်တယ်နော်အဲ့တော့ဒီနေရာမှာအတူတူစရာလေးအများကြီးပေါ့ဗျာနော်ဟုတ်ရင်ကကိုနဲ့ရက်တီပါလဲဆိုတဲ့နိုင်ငံတွေပေါ့ဥပမာပြည့် အီရန်ရဲ့နော်တရုတ်ရဲ့ရုရှားရဲ့ပူပေါင်းစီးရေးနေကျင်တာလာခဲ့ငါတို့ဝိုင်းချမယ်ဆိုတဲ့ပုံစံမျိုးနဲ့တကယ်မလားတကယ်ပြန်ဖြစ်နေဖြစ်ရောတရုတ်ကကြားနေရုရှားကငြိမ်သက်နော်ကျန်တဲ့နိုင်ငံတွေကလည်းငြိမ်သက်တကယ်တကယ်ဖြစ်ကိုဖြစ်ကိုပဲခံရတာအဲ့တော့ NASA ကအနေနဲ့လည်းအခုကျွန်တော်တခါလေးသတိပေးလိုက်မှာပေါ့ဗျာရုရှားအာကိုတရုတ်အာကိုတာတိုက်တာတစ်ခုတည်းပဲကောင်းပါလားနော်ပြောပြီနော်တကယ်ဖြစ်လို့ရှိရင်ကိုဖြစ်ကိုပဲခံရတာပါနော်အခုလိုမျိုးမြန်မာနိုင်ငံမှာကြောက်ဖြစ်လို့ပါလို့တကယ်တကယ်ကဟိုကတဲကြွေးချလိုက်ခါမှာတရုတ်ကတကယ်တကယ်ထောင်လိုင်းနီးပညာတွေထောင်လိုင်းရေး တတိယနေပြေးတော့မလို့လို့နဲ့နော်အခုလုံမျိုးဖြစ်တဲ့ခါမှာဘာမှအစီအမပြောင်းလာဖြစ်နေရတယ်လည်းကျွန်တော်အားလုံးတွေ့ကြလိမ့်မယ်နော်အဲ့တော့အခုအဓိကအချက်ကိုပြောရမယ့်ဆိုလို့ရှိရင်တော့ is three ဘက်ကရက်တည်တင်းလား iron မဟုတ် iron ဘက်ကရက်တည်တင်းလားဆိုတာကတော့မြန်မာ ပြည်သူတွေအနေနဲ့ကတော့ဝေခွဲရခက်ပါလေနော်ဝေခွဲရခက်တယ်ကျွန်တော်တို့ကတော့မတရားမှုကိုလို့မတရားမှုကိုကျွန်တော်တို့ကတော့ဒီ iran မတရားလုပ်ခံတဲ့တမတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ iran နဲ့ပဲအခုချိန်မှာရက်တည်ပါလေနော်ဒါတော့ဗာနာပြောင်းကြရနေပြီးတော့မှ မြောက်လိုင်းတို့အနေနဲ့ရုရှားတရုတ်ကိုဖိခေါ်နေမှဆာကွာကိုကိုပြီးတော့မှကျွန်တော်တို့တလိုင်းသမားတွေကိုအခုဆိုရင်တပတ်ဝင်တင်နေပြီဆိုတဲ့အကြောင်းတော့နေပြီးတော့မှဥပမာပေးပြီးတော့မှပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့ဒီ Israel Iran အရေးခင်ဆိုတော့ ခုဆိုရင်တော်တော်လေးရှုပ်ထွေးနေဆက်ဖြစ်ပြီးတော့မှနှစ်ဖြစ်ဖြစ်ခမှုတွေဟာဆိုတော့အခုချိန်ထိဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်တို့ရဟန်းပြည်နယ်တဲမှာဆိုတော့ကြောက်ဖြစ်မြို့တင်တဲ့ပေါ်တွေဆင်းရဲနေတဲ့အချိန်မှာတရုတ်တွင်အနေနဲ့လည်းခုဆိုရင်စစ်ကောင်စီကိုနောက်ဆုံးပေါ်နည်းပညာတွေပေးပြီးတော့မှကုညီထောက်ပံ့မှုတွေလုပ်နေတယ်ဆိုတဲ့ပေါ်နော်။တည်င်းမျိုးတွေလည်းကြားသိနေတာပဲဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့ဘယ်နိုင်ငံရဲ့အကူအညီကိုရယူနေပါစေကျွန်တော်တို့တော်လန်ပီတိုရီတာစီလိုညာဆန်နဲ့အစွမ်းကုန်တိုက်ထုတ်လိုက်မယ်ဆိုတော့သူတို့အနေနဲ့တေချာပေါက်ကြဆုံးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံသင်ကောင်းဝဲပေါက်ကတော့နေပြီးတော့မှစစ်ကောင်စီကိုဘာကြောင့်ထောက်ခံနေရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအသုံးသက်ပြောဆိုထားတာလည်းကျွန်တော်တို့စစ်ပရမကြည့်လိုက်ရအောင်နော်။တပြီးတော့ဘာကြောင့်တပ်မတော်ထောက်ခံတာလဲဘာကြောင့်တပ်မတော်ဝိုင်းရအောင်တာလဲဆိုလို့ရှိရင်လည်းအရှင်ဘုရားတို့တဘောပေါက်မှာပါဗျာ။နော်အရှင်ဘုရားတို့ကြောင်းထိုင်ဘုန်းကြီးတွေတဘောပေါက်မှာတပြီးတော့ကတော့ကြောင်းထိုင် ဖုံးကြီးဆိုပေးနေလက်ချင်းတက်ဖို့လို့နေတာနော်တောက်ပဲရှိပါသေးရဲ့ဗျာနော်ဝတ်တောက်ပဲရှိသေးပါတယ်နော်တပည့်ရဒီလိုပိဆက်ခဲ့တဲ့အတွက်ကြောင့်ဒီလိုလှုပ်ဆောင်ခဲ့တဲ့တပ်မတော်ဝိုင်းရထောက်ခံတာတပည့်ရရန်မျိုးထဲမှာနေတယ်ဆရာသမားကိုတိုင်းမဲ့ဒီလိုတပည့်ကိုတောင်းမနေရတဲ့နှင်ထုတ်ခံရတဲ့အဆင်ကြီးပဲဗျာဒါလည်းတပည့်တော်ကဲငါတနေရာတော့ငါရောက်အောင်တော့အလုံးမှာဒါမှငါနော်ငါဥဆောင်နေမယ်ငါဘယ်လိုပဲဖြစ်ဖြစ်ငါလှုပ်ဆောင်နေမယ်ဆိုတော့ဗျာတပည့်တော်လည်းဒါတောင်းတနေရတီးထားတယ်ပေါ့ဗျာအဲ့တော့တပည့်တော်တို့အခုရှင်ပြားလို့ဗျာအပြတ်ဖြစ်ဆိုးလို့ရွာရွာရွာကြီးမစည်းလို့မညီညွတ်တော့ အကြံဖက်တီကနေရာယူတဲ့ရွာလူရွာသားတွေကိုအိမ်တွေကိုဖျက်ဆီးတယ်ဒီတာအနိကအဆောက်အုံတွေကိုနေရာယူတဲ့ဖုန်းကြောင်းကတန်ဖိုးရှိတဲ့ပစ္စည်းတွေယူတယ်ဒါအနိကအဆောက်အုံတွေဘုံလုံးပေါ့နော်အဲ့ဒီနေရာတွေကိုတက်မတော်ရှင်းလင်းနေပြီရှင်းပြောင်းလည်းထက်ရောက်ပြီးလို့ရှိရင်ပြန်ပြီးမှရွာလူရွာသားတွေနဲ့စီရင်ရမယ်ညီညွတ်ရမယ်ဆိုတော့ဒီလိုမျိုးဘာကြောင့်တက်မတော်ထောက်ခံရလဲဒီဒီအန်ဟာကြီးကိုဒီဒီကောင်းတဲ့အကြံဖက်နေတဲ့နေရာကြီးကိုဖြည့်ရှင်းပေးနိုင်တာတက်မတော်ကလည်းဘာမှမရှိဘူးဗျာတက်မတော်ကပဲဒီနေရာတွေကိုငြိမ်းချမ်းမှုအေးချမ်းမှုပြောင်းလုပ်ပေးနိုင်တာရှိတယ်ဗျာ အားကြောင့်တပီတော့တက်မလို့ထောက်ခံတယ်တပီတော့ဘာသာသာရဏတော့တက်မလို့မှဘာဘူးမှဆောင်ရွက်နိုင်မှာမဟုတ်ပြန်နော်အဲ့တော့တပီတော့ဒီဒါကြောင့်တပီတော့ဒီအတက်ကိုပြရနာမထားပဲနဲ့ဒီစစ်မြေပြင်မှာစစ်နေရာတွေမှာအာအခုဆိုလို့ရှိရင်ပတ်ပတ်လဲပဲဗျာနော်ပတ်ပတ်လဲပဲတပီတော့ဒါအကုန်လုံးဒီ30ပဲဒီဘာပဲဒီကိုတပီတော့ဝိုင်းရထားပြီဗျာဝိုင်းရထားပြီအကြေမှာဟိုဘက်ကလည်းလာတယ်ဒီဘက်ကလည်းလာတယ်လို့ဆိုရတာပြေးသွားတဲ့ဒီထိုင်နေပါလေဆိုတပီတော့ကျန်တဲ့တည်င်းဌာနတွေကနေတပီတော့တင်ပေးပါမယ်ဗျာနော်တင်ပေးပါမယ် 哎，现在芯片路旁边嘛，这边东乡内木的木路上面在做哦咯。就比如话，咱第一次进来报批啊，芯片路，啊，没芯片路的铺铺装铺干，没得燃油费啊。大家把咱前面的收毛钱人家讲，就比如表内家，咱刚才讲嘛，就表内家，就比如说咱们这些皮鞋那个没去的，咱前面这些皮鞋那个是了，没收费啊。然后来芯片路第五路吧。 ဒီမှာငါပေါက်ကနေပြတော့မှာပေါ့နော်ကျွန်တော်တို့အခုချိန်မှာတော့ပြည်သူတွေနဲ့တသားတဲ့ရက်တင်နေကြတဲ့ဆရာတော်တန်ခါဖုန်ကြီးတွေကိုဂျင်းထည့်ပြီးတော့မှသူတို့အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သူကျွန်တော်တို့တိုင်းပြည်နယ်လိုမျိုးကောက်ွယ်ဖို့အခုမျိုးလို့ဆောင်ရရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့မျိုးဆက်ပြောဆောင်နေတာဖြစ်တယ်ဒီငါပေါက်ကတော့ကျွန်တော်မန္တလေးမြို့ပေါ်နဲ့တခြားမြို့နယ်တွေမှာဆိုတော့တောင်းချမ်းပြီးတော့မှသူတို့ဖွဲ့တွေနဲ့သူကျွန်တော်ဒီဓမြမှုတွေခိုးဆိုးလွေးမှုတွေနဲ့တပ်ဖြတ်မှုတွေဒီကျွလွန်ထားတဲ့အဖွဲ့တွေပဲဖြစ်ပါတယ်ပြီးသူတော်လိုင်းတဖို့နဲ့ကနေပြီးတော့မှလည်းပေါကုတော့ကိုချင်းချင်းတတိပေးထားတာမလို့ပေါ့နော် ဒီလိုမျိုးလူတရိဆန်အုပ်စုတွေရဲ့ပြောစကားတွေကိုနားမြောင်မဲ့နဲ့ကျတို့ပြည်သူတွေဒါစီလုံးညွာဆန်တဲ့စစ်ကောင်စီနဲ့ဒီလိုမျိုးပြိုဆော်ထိအောက်တန်းစားတွေကိုအမြန်ဆုံးတတ်ထုတ်ဖို့လိုက်မယ်ဆိုတော့ပြည်သူတွေအားလုံးမျှော်လင့်နေတဲ့ကိုရကိုတွေတာငင်းချမ်းသွားမှာပဲဖြစ်ပါတယ်။ဒီပေါ်ကုံးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှလည်းကြီးရှုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြောမှကိုရအမြင်လေးတွေကိုချိန်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတို့ပို့အနေနဲ့ပူးတွမ်းနေပြီးတော့မှစစ်ကောင်စီကိုထောက်ခံတဲ့အုပ်စုတွေထဲမှာဒလန်တရင်ပေးကြံဖို့စိမ့်တွေများနေတယ်ဆိုပြမပါတော့ပေါက်ကွက်ပြောဆိုထားတဲ့အလဲကျွန်တော်တက်ချက်တော့ကြည့်လိုက်ရအောင်နော်ရုပ်သံဖိုင်မှာရက်ဆွဲပါတယ်2022တုန်းကဒါကဒေါင်းဆန်းစုကြည်ကိုကျွန်တော်တို့ထောင်တွင်းတရားရုံးကနေပြီးတော့ရုံးချင်းထုတ်စစ်စစ်နေတဲ့ CCTV ရုပ်သံမှတ်တမ်းကျန်တဲ့ဒီ Guardian ဆိုတဲ့တင်းထဏာမှာပေါက်ကြလာတယ်။သူတို့ကိုတဲ့ပြည်သူအဖွဲ့ဆိုတဲ့အဖွဲ့အစည်းတစ်ခုကနေပြီးပေးဖို့ဆက်သွယ်လာတဲ့အတွက် เนาะအဲ့ဒီမှာရုပ်သံဖိုင်တစ်ခုအပြင်ဒေါင်ဆာစုကြည်ရဲ့ထောင်တွင်းမှာနေထိုင်စားသောက်မှုပုံစံတွေပါတွေ့ရှိရတယ်ဆိုပြီးတော့ဒီ Guardian သတင်းဌာနကဖော်ထုတ်လာတယ်။ဒီလိုအခြေအနေမျိုးတွေကဒီလိုအကြောင်းအရာတွေကတာမန်မျိုးနဲ့ဆက်ခရိုင်ဆက်ဖဲသီးတွေလုတ်လို့ရတဲ့အရာမျိုးမဟုတ်ဘူး။ဟုတ်ကျွန်တော်တို့ပြည်တော်စုဆင့်နေမှာအသားရဲကလောက်တည်ရှိနေပြီလား။ဒီလိုအသားရဲကလောက်တည်မရှိဘဲနဲ့ဒီလိုနိုင်ငံတော်ဆင့်ပြိုဝါချက်တွေပေါက်ကြနေပြီလားဆိုတာကျွန်တော်တို့ဆိုရင်ရတယ်။နိုင်ငံတော်ဆက်ဖေးသည်ကငကိုတဲကရှိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါက်ဆန်းစုကြည်ကကျမတို့နိုင်ငံတော်ရဲ့အတွင်းစီးရေးကို နိုင်ငံသားလာကြံပေးဆိုပြီးတော့လူပေါင်း60တယောက်တိတိကျောင်းလူနိုင်ငံတော်အတွင်းအစည်းအဝေးကိုနိုင်ငံတော်အဆင့်ဖျဲသီးတွေခေါ်သွင်းခဲ့တဲ့အတွက် ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့၅နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိပ်တန်းအဆင့်လှည့်ဝဲရမယ်လှည့်ဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံးစီးပွားရေးဆိုလို့ရှိရင်လည်းကျမတို့လက်ရှိမှာ MOGE ကိုအထူးကားထားပြီးပြတ်ဖက်ထားတက်ခိုက်နေကြရဲ MOGE နဲ့ဖက်ဆက်လုံးကနေဖြစ်တဲ့ PTT EB PTTO တို့ကိုစက်တိုင်းပြရပေးပြီးတော့နိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေကြရဲဘာကြောင့်လဲရှောင်းတာနယ်ကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆင့်ဖျဲသည့်ခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်ကျတို့နိုင်ငံသားသားအကြံပေးပုဂ္ဂိုလ်တွေတိုက်ခိုက်ပွားမယ်ဆိုတဲ့စီးရုံးစဉ်ကာလတုန်းကဒေါ်စုကြည်ပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ် ကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာပြည်သူကိုအားကိုးပြီးလုပ်တာပါဘယ်နိုင်ငံသားသားကိုမှအားကိုးပြီးလုပ်တာမဟုတ်ပါဘူးလို့တော်စွကြည်ပြောခဲ့တယ်။အဲ့ဒီချိန်တုန်းကတမန်ဦးသိန်းကြီးဆိုတာလက်ထက်မှာနိုင်ငံသားသားအကြံပေး25ရောက်ကိုမှားရမ်းပြီးအုပ်ချုပ်တဲ့အတွက်တော်စွကြည်ဒီစကားပြောတယ်။သူကိုရဆိုရဖြစ်တဲ့ခါကျတော့နိုင်ငံသားသားအကြံပေးဆိုပြီး60တယောက်တိတိကိုနိုင်ငံတော်အဆင့်ဖျဲသည့်အဖြစ်ဆိုရဖွဲ့တွေထဲမှာထည့်သွင်းခဲ့တဲ့အဲ့ဒီအကျိုးဆက်တွေကိုဒီနေ့ခန်းစားနေရတယ်။ ဒါကြောင့်ဒီရုပ်တံဖာပြန့်နေမှုနဲ့ပတ်သက်လို့နောက်ဘက်မှာဆက်ဆက်နေတဲ့ဖယဲသီးတွေအသားတွေကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပြီးအရေးယူနိုင်ဖို့ကျွန်တော်ပြည်သူတွေကမျှော်လင့်ပါတယ်အသားတွေကလောက်တွေကိုဖော်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်ဖူတူမာတော့ဗောနာ DMA ဆိုယုံချင်းတက်တဲ့ဗီဒီယိုဖိုင် The Guardian တင်ဒင်းဌာနမှာထုတ်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာဆင်တော့သူတို့ဒီစစ်ကောင်စီကိုထောက်ခံတဲ့အုပ်စုတွေတရားထဲမှာဖယက်တီတွေများနေတယ်ဆိုတဲ့သဘောမျိုးနဲ့ပေါ်ကွဲပြောဆိုထားတာဖြစ်တယ်။သူပြောချက်တဲ့ပုံစံကတော့မြောက်နယ်တို့ Facebook တက်ကနေပြီးတော့မှတိုင်းပြည်ကိုပြန်လည်ဖတ်ဆင်နေဖို့ကြိုးစားနေတဲ့အချိန်မှာကျွန်တော်တို့အခုဆိုရင်သူတို့တပ်ဖွဲ့အဝင်ချင်းချင်းကြားထဲမှာပေါ့နော်။တင်ဒင်းပေးမှုတွေများတယ်ဆိုပြီးတော့မှပြောဆိုလာတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ NL ရဲ့ဆွေးရလက်ထက်မှာဆိုတော့တိုင်းပြည်အေးချမ်းပြီးတော့မှပြည်သူတွေလည်းကျွန်တော်တို့ဒီလွတ်လပ်မှုကိုများဆုံးရရှိထားတာပဲဖြစ်ပါတယ်။အခုဆိုတော့ကိုယ့်ရဲ့ privacy တောင်းမှာပေါ့နော်။ဒီပါဆော်ကာနောက်ရှင်းမှုတွေခံရတဲ့အချိန်မှာ တဖက်ဒီလိုမျိုးဘုံမအောင်တန်းစားတွေကနေပြီးတော့မှစစ်ကောင်စီနေနဲ့အတိုင်းပြည်ကိုပြန်လည်ဖွံ့ဖြိုးတိုးတက်နေအောင်အဆောင်ကုန်စ조사ပေးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ရဲ့စီးပွားတွေကိုထိလာတဲ့အချိန်ကြတော့မှတကွေကွေအော်နေကြတဲ့အုပ်စုတွေပဲဖြစ်ပါတယ်ဒါတွေလည်းကျွန်တော်ဟုတ်ဆိုရင်ကြားနေရတာပေါ့နော်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးနေနဲ့အပါသမီးတက်ကုန်းမားနေပြီးတော့မှနောင်ချုံမျိုးကိုစစ်ကောင်စီကနေပြီးတော့မှပြန်လဲရရှိတော့မယ်ဆိုပြီးတော့မှအချောင်ပြောဆိုထားတယ်လေဆက်ကြည့်လဲရအောင်နော်မိမိတို့ဘက်ကတက်အားလုံးဟာကန်ကြီးနောင်ချိုကိုကြော်ပြီးတော့ရှုသင်း ညံတော့တဲ့ရကုန်းတွေကိုဆက်လက်တင်ပိုက်ထားပြီးဖြစ်ပါတယ်ရှင်။ရန်သူကိုတက်ဖြောင်းနေတက်ဖြောင်းနေပေါ့နော်။အဲရင်ပေါင်တန်းပြီးတော့ပြန်လဲတင်ပိုက်ရတဲ့အတွက်ကြာနေခြင်းဖြစ်ပါတယ်ရှင်။နောင်ချုံမြို့ကိုတင်ပိုက်ရဆက်လက်ချီတက်နေပြီးဖြစ်ပါတယ်။ကျုံသွင်းနေဆိုတာသိတယ်မလား။ကျုံသွင်းသွားခဲ့တာတဖြည်းဖြည်းနဲ့လေအဲ့လိုမျိုးလုပ်တယ်။တက်မလို့ဘက်ကမြို့ရဲ့23မိုင်အထိထိုးဖောက်ဝင်ရောက်ရှင်းလင်းပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ နောင်ချိုတော့ဝင်ရောက်ရင်သုံးပိုင်မဲ့လိုအပ်ပါလိုတော့ရယ်နော်သုံးပိုင်မဲ့လိုတော့ရယ်ရှင့်အဲ့တော့နောင်ချိုအတွက်စိတ်ပူနေတဲ့အကိုကြီးအမကြီးများအဲခဏတိုင်းခဏတိုင်းလာလာမင်းနေအကိုကြီးအမကြီးများဝမ်းသာရတော့မှာဖြစ်ပါတယ်ကျမတို့တက်မတော်ကမြို့သိမ့်တိုက်ပွဲဆိုတာမြို့ဖြတ်ခြင်းမဟုတ်ပါဘူးမြို့ကိုတရားဝင်သိမ့်ပိုက်ပြီးတာနဲ့အုတ်ချုပ်ရေးရန်ရပါတခါလေးလဲပက်မှာဖြစ်ပါတယ်ရှင်နောင်ချိုမြို့ကိုအောင်ပွဲတွေနဲ့ဝင်ရောက်လာတဲ့တက်မတော်ဓာရီကိုလည်းဒေသခံမြို့သူမြို့သားတွေကဝမ်းပန်းတတ်တာကြိုးဆိုကြမည်ဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင် ပြောလိုက်တော့ဟုတ်လို့လည်းသူတို့ကနေပြန်မှနောက်ချူမျိုးကိုရရှိတော့မဲ့အတိုင်းပေါ့နော်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနယ်လေးနဲ့ပြည်ပြပုံသဖို့နဲ့ပြန်မှနောက်ချူမျိုးကိုဆက်လက်စုမထင်းချုံနိုင်ဖို့ဝင်ဝင်စူးစမ်းနေကြတာမလို့ကျွန်တော်တို့လည်းမကြခင်မှာတော့နောက်ချူမျိုးနဲ့ပတ်သက်ပြီးတော့မှတရင်ကောင်းတွေကြရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်မြောက်ပိုင်းညီတော်သဖို့ဝင်နေနဲ့အခုဆိုရင်တရုတ်ဖျားတွေနဲ့သူစစ်ကောင်စီရဲ့မယွဲဆန်ဆောင်နဲ့ကျွန်တော်တို့ပြည်သူတွေပေါ်ဘုံချက်တက်ဖြတ်မှုတွေလှုပ်ဆောင်နေတဲ့ဟာတွေကိုလည်းတီးမခံနိုင်တော့လို့ ။မကြာခင်မှာတော့ကျွန်တော်အနေနဲ့2029စစ်စေးတတိယလိုင်းလုံးတောင်ဖြစ်နေတဲ့ဆိုပြီးတော့မှပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်။ဘလို့ပဲပြောပြောကျွန်တော်တို့တော်လိုင်းရဲဘူတွေရဲ့နောက်ကွယ်မှာဆိုတော့ပြည်သူတရားလုံးရှိတာမလို့အခုချိန်မှာကျွန်တော်တို့ဝိုင်းဝန်းစီလို့ညော်ဆနဲ့စစ်ကောင်စီနဲ့ဖက်ဆာနာရှင်စနစ်ကိုအများဆုံးဖျော်ချလိုက်မယ်ဆိုတော့ပြည်သူအားလုံးမျှော်လင့်ထားတဲ့ Federal Democracy Alliance နဲ့ ကိုပိုင်အုပ်ချုပ်ခွင့်ဒေတာကိုပိုင်အုပ်ချုပ်ခွင့်စနစ်ကိုတေချာပေါက်ရရှိတော့မယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရေးခြင်းနဲ့ညာခြင်းနဲ့ပတ်ဆိုင်ကြပါစို့ကျွန်တော်စုမကောင်းတော့ပေးလိုက်ပါတယ်။